မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်စကောင်းစီကကျင်းပါမယ်ဟန်ပြတူရောင်ရွှေကပွဲကိုနိုင်ငံတကာကရှုံချဆန့်ကျင်ဖို့ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းရေးကိုယ်စားလှယ်တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ် အဇံဘတ်စကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ဟန်ပြတူရောင်ရွှေကောက်ပွဲကိုနိုင်ငံတကာတိုင်ဝမ်ကရှုံချဆန့်ကျင်ကြဖို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးစုံစမ်းသူတွန်အမ်ဒရူးကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာစကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲဟာအလိမ့်ညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစကောင်စီကအာဏာကိုတရားဝင်မှုရရှိစေဖို့အတူရောင်ဖန်တီးနေတာဖြစ်ကြောင်းနိုင်ငံရေးတိုက်ခတ်များကိုထောင်ချခြင်းညှဉ်းပန်းနှိပ်စက်ကွပ်မျက်ပြီးကျင်းပမယ်ရွှေကောက်ပွဲကိုနိုင်ငံတကာတိုင်ဝမ်ရှုံချဆန့်ကျင်ဖို့စကောင်စီရဲ့အတူရောင်ရွှေကောက်ပွဲကိုဆန့်ကျင်မြန်မာ ါပြည်သူများနဲ့အတူနိုင်ငံတကာရက်တီနေကြောင်းပြသဖို့၎င်းကတိုက်တွန်းတောင်းဆိုပါရယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်သေဆုံးခဲ့ကြောင်းစစ်ပေးဆောင်ပြည်သူများခိုလုံနေတဲ့ဘုံကြီးကျောင်းများစတင်ကျောင်းများနဲ့စစ်ပေးဆောင်စခန်းများကိုစစ်တပ်ကတိုက်ခိုက်မှုတွေတုံ့ပြန်လာတဲ့အတွက်အကြမ်းဖက်မှုတွေပြင်းထန်လာနေကြောင်း၎င်းကထောက်ပြထားပါရယ်စစ်ကောင်စီက၎င်းရဲ့စိုးမိုးနယ်မြေတွေကိုလက်လွတ်လိုက်ရပြီးရင်နောက်အရက်သားပြည်သူများပေါ်လေကျောင်းတိုက်ခိုက်မှုအရှိန်မြင့်လာကြောင်းအရက်ဖက်စစ်ဘက်ခွဲခြားခြင်းမရှိရဲ့လေကျောင်းတိုက်ခိုက်မှုတွေကြောင်းစ ာတင်ကြောင်းတွေနဲ့ဘုံတော်ကြီးကြောင်းတွေကိုထိမှန်ခဲ့ပြီးအရက်သားပြည်သူများတည်ဆောင်ခဲ့ကြောင်းအတင်းအကျပ်စစ်မှုထမ်းစီခြင်းနဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကမြန်မာစစ်ဘုတ်ချုပ်တွေကိုရွှန်ရှားဆက်ဆုပ်နေကြကြောင်းသူကဆက်ပြောပါတယ်။ စစ်ကောင်စီကမြေပြင်မှာစီရင်ရဆုံးရှုံးတော်လဲငွေကြေးအရင်းမြစ်နဲ့ပြည်ပနိုင်ငံများမှာလက်နက်များရရှိနေသည့်ကြောင်းအဆိုပါအရင်းမြစ်များဆက်လက်စီးဆင်းနေသည်များကာလပတ်လုံးထိခိုက်ပျက်စီးမှုများဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ကြောင်းစစ်ကောင်စီကစင်ရဆွေးမှုများကျူးလွန်ဖို့တွန်းဆုံနေမှာမဟုတ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်လက်တလောနိုင်ငံတကာရဲ့အရေးယူမှုအနေနဲ့မြန်မာစစ်တပ်ထံကိုလက်နက်စီးဆင်းမှုသုံးပုံတပုံလျှော့ချနိုင်ခဲ့ပြီးစင်ကာပူနိုင်ငံမှတဆင်မြန်မာစစ်တပ်ထံကိုစီးဆင်းနေတဲ့လက်နက်60ရာခိုင်နှုန်းကိုရှက်တက်ဖို့အရေးယူခဲ့ကြောင်းထိုင်းနိုင်ငံမှဘန်ကောက်ဘန်ကလည်း ်မြန်မာစစ်ကောင်စီလက်အောက်ခံမြမစီဝိုင်းရေးဘဏ်နဲ့ဆက်ဆံမှုရပ်ဆိုင်ခဲ့ပြီးလက်နက်ဝယ်ယူရန်လိုအပ်တဲ့ငွေကြေးများကိုဖြတ်တောင်းနိုင်ခဲ့ကြောင်း၎င်းကပြောပါရယ်အကြံဖက်စစ်ကောင်ဆောင်မင်းရောင်လိုင်းကတော့လာမယ့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိရွေးကောက်ပွဲလေးပတ်တာကျင်းပမှာဖြစ်ကြောင်းမင်းကနေပြည်တော်ငင်းချင်းဖိုရမ်မှာထုတ်ဖော်ပြောဆိုပါရယ်ဆက်လက်ပြီးနောင်ချိုကိုစစ်ကောင်စီကိုပြန်ပြီးမှမဟုတ်ဘူးလို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောင်ချိုမြို့ကိုစစ်ကောင်စီထံပြန်ပြီးမှမဟုတ်ဘူးလို့တောင်မြို့သားလူမျိုးရီတ မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကသတင်းဌာနကိုပြောပါရယ်လက်ရှိအချိန်ထိကတော့ဒါကသတင်းအတူတွေသာဖြစ်တဲ့ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်ကတော့မရှိသေးဘူးဘ ਹੁ ကတော့ညွှန်ကြားတာမျိုးတွေတော့မရှိသေးဘူးလို့နောင်ချုံမျိုးကို TNL ကစစ်ကောင်စီတပ်ပြန်ပေးမယ်လို့သတင်းထွက်နေတာနဲ့ပတ်သက်ပြီးမင်းမြတ်မှုပေါ် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကညင်းဆိုပါရယ် စစ်ကောင်စီတပ်နောင်ချုံမြို့နီးရောက်လာပြီးတဲ့နောက် DNL ကနောင်ချုံမြို့ကိုစစ်ကောင်စီတပ်ပြန်ပေးမည်ဆိုပြီးစစ်ကောင်စီရဲ့ဝါရဖြန့် channel တွေနဲ့ဒေသခံတွေကြားပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေဖြန့်ချိခဲ့ပါတယ်။လက်တလောမှာနောင်ချုံမြို့အနီးကကန်ကြီးကျေးရွာတောင်ပတ်နေရာနှံမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့လူရင်းဦးကပြောပါတယ်။လက်ရှိဒီတလောမှာကျမတို့ DNL နဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနောင်ချုံမြို့နီးတစ်ဝိုက်မှာရှိတဲ့တောင်ခန်းတစ်ဝိုက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။တခြားနောင်ချုံအနီးမှာတည်ရှိနေတဲ့ရွှေသုံးရွာ၊ကုန်းတာ၊နောင်အောတို့၊နောင်လင်း၊နောင်ဖားစာရှိ တဲ့မဲပုံကျင်းရွာဘက်ဒီမှာလည်းတိုက်ပွဲတွေဖြစ်နေရလို့၎င်းကစက်ပြောပါရယ်။ဒါကြောင့်တိုက်ပွဲတွေဟာမြို့နယ်ပုံနီးလာနေပါရယ်။လက်ရှိမှာစစ်ကောင်စီကအင်အားများပြားနဲ့ထိုးစစ်ဆင်လာနေရလို့လည်း TNL ကပြောပါရယ်။ဇွန်လ25ရက်တရက်အတွင်းနောင်ချုံမြို့နယ်ကနောင်လင်းနောင်အောလုံစံနဲ့နောင်ဖာကျင်းရွာတွေကိုတိုက်ပွဲဖြစ်ပွားနေချိန်အတွင်းစစ်ကောင်စီတပ်က drone နဲ့ဘုံ28လုံးနဲ့လက်နက်ကြီး68လုံးဖြစ်ကူတိုက်ခိုက်ခဲ့တယ်လို့တောင်တမတော် TNL ကဇွန်လ26ရက်နေ့မှာထုတ်ပြန်ပါရယ်။ဇွန်လ25ရက်ကနောင်လင်းကျင်းရွာမှာစစ်တပ်နဲ့တောင်တမတော် TNL န်နန်လီတို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်က drone နဲ့ပုံ၁၄လုံးနဲ့လက်နက်ကြီး၅၄လုံးဖြစ်ကူတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါရတယ်။ ဒါအပြင်နောင်ဩချင်းရွာမှာလည်းစစ်တပ်နဲ့တောင်းတမရော DNL တို့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းစစ်ကောင်စီတပ်က drone နဲ့ဘုံခုနှစ်လုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ကလုံဆန်းချင်းရွာကိုလည်း drone နဲ့ဘုံလီလုံးလက်နက်ကြီးခုနှစ်လုံးပစ်ကူတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခါချင်းရွာပဲလည်း drone နဲ့ဘုံသုံးလုံးကျင်းချခဲ့တယ်လို့ဆိုပါတယ်။နောင်ချုံမြို့ကိုစစ်ကောင်စီတပ်ကအင်အား6000ခန့်အတုံးပြုထိုးစစ်ဆင်လာနေတယ်လို့ဒနုပြည်သူလူမျိုးရေးတပ်တော် DPNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်တောင်းမြင့်ဝမ်းစစ်စင်ရေးကို PDN နဲ့ KNL ပူးရဲဖော်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်စင်ရေးတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မင်းတည်ဆောင်ပြီးစစ်တုံးပန်း22ဦးနဲ့လက်နက်အများအပြားတင်ဆက်ရရှိရလို့သိရပါဗျ။ စစ်တောင်းမြဝမ်းစစ်စင်ရေးဖြင့်ကြောက်ကြီးမြို့နယ်တွင်ရှိစစ်ကောင်စီတပ်များကိုဒီကနေ့တိုက်ခိုက်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ကဝင်းဝင်ကြီးဌာနစည်ယုံချုပ်ကထုတ်ပြန်ပါတယ်။ MNS စစ်ဒေသခွဲ GOC ရဲ့ကုတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တို့ပူးပေါင်းပြီးစစ်စင်ရေးဖော်ဆောင်တိုက်ခိုက်ခဲ့တာပါ။စစ်စင်ရေးတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မင်းတည်ဆုံးခဲ့ပြီးစစ်ကောင်စီမှထိခိုက်များစွာနဲ့ကစင်ကလေးအားဆောက်ခွာထွက်ပြေးသွားခဲ့ကြောင်းဖော်ပြပါရတယ်။အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံးပန်းဖြင့်ဖမ်းဆီးရရှိတယ်လို့ ဆိုပါရယ်ဒါအပြင်လက်နက်မျိုးစုံ28လက်နဲ့ခင်ရံများအခြား73ပစ္စည်းအမြောက်များကိုလည်းတင်ဆက်ရရှိခဲ့ကြောင်းအတည်ပြုပါရယ် အစောပိုင်းစစ်စင်ရေးကိုပြည်သူ့ကာကွယ်တပ်မတော်အမှန်နဲ့စစ်စင်ရေးနေမြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25တန်ရင်3900နဲ့အထူးကော်မန်ဒိုတန်ရင် Spring Warrior Column နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တန်ရင်8တန်ရင်9တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း PDF စင်ယုံချုပ်ကထုတ်ပြန်ပါတယ်။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေနဲ့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကို Geneva Convention နဲ့အညီစနစ်တကျထိန်းသိမ်းထားကြောင်းလည်းအတည်ပြုပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့အကြံဖတ်ဆရာနာရှင်လက်ထက်အကြောင်းတွင်အကြံဖတ်မှုများပုံမှန်ဖြစ်ပေါ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မတို့ခေကအဲ့လိုချင်းနေရီနဲ့မကြုံခဲ့ဘူးကလေးတွေကဇရိုက်ကတော့အဆုံရှိကြတယ်စိုးကြတယ်မရိုင်းကြဘူးလို့ပြောပါတယ်အစံဖက်ကောင်းဆောင်မင်းအောင်လိုင်းကိုမတရားအာဏာလုအုပ်ချုပ်နေတဲ့လက်ရှိအချိန်ဒီမှာ ကျောင်းသားကျောင်းသူအချင်းချင်းအကြမ်းဖက်မှုတွေပုံမှုကျေပြန့်လာတယ်လို့ပညာရေးတိုင်းဝိုင်းနဲ့ကျောင်းသားမိဘတွေစီကသိရပါဗျ။အခုလိုကျောင်းတွင်အကြမ်းဖက်မှုတွေပုံမှုဖြစ်ပေါ်လာတဲ့အတွက်ကျောင်းသားမိဘတွေကလည်းပညာသင်နှစ်တစ်နှစ်ပြီးဆုံးသွားတဲ့အခါနောက်တစ်နှစ်ဆက်ထားဖို့စိုးရိမ်ပူပန်မှုတွေရှိနေကြတယ်လို့ဆိုပါတယ်။ကျောင်းသားချင်းချင်းအကြမ်းဖက်မှုတွေပုံမှုဖြစ်ပေါ်လာတာဟာမိဘအုပ်ထိန်းမှုအားနည်းလာကြောင်းဖြစ်တယ်လို့အသက်မပြည့်သေးတဲ့ကျောင်းသားလူငယ်တွေကိုဖုန်းပေးသုံးတာနဲ့လည်းဆိုင်တယ်လို့ကျောင်းသားတယောက်ရဲ့ဖခင်ကသူ့ရဲ့အမြင်ကိုပြောပါတယ်။ကျွန်တော်မြင်ကတော့ကလေးတွေကိုကျောင်းနေရွယ်တွေကိုဖုန်းပေးမသုံးသင့် မှုလို့မြင်ပါတယ်။အတုမြင်အတက်တင်စမ်းသပ်ချင်တာကမြားလို့နောက်ပြီးမိဘအုပ်ထိန်သူရင်းရဲ့ဆုံးမမှုအားနည်းလာတာကြောင့်လည်းပါတာပေါ့။တားလင်းရှိတော့မိဘချင်းကိုချင်းစားတဲ့ကိုသားကိုလည်းစိုးရင်လေလို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမြောင်းမြအထက်ခ6စတဲ့အကြောင်းကကျောင်းသူတစုကတခြားကျောင်းသူတယောက်ကိုပါရိုက်ပြီးဒူးထောက်ကတော့ခိုင်ငင်ရုပ်တံတစ်ခုလူမှုကွန်ရက်အစမျက်နှာမှာပြန်နှံလာပါတယ်။ဒီလိုကိစ္စတွေပေါ်လဲစိုးရင်မိကြောင်ထပ်ပါဖာကင်ကဆက်ပြောပါတယ်။ကျွန်တော်တို့မြို့မှာတော့အဲ့ဒီလိုအုပ်စုဖွဲ့အနိုင်ကျင့်တာတော့မတွေ့ဘူးမကြားဘူးသေးဘူး။မြောင်းမြမှာဖြစ်တဲ့အုပ်စုဖွဲ့အနိုင် ုင်ခြင်းနဲ့ចောင်းသူတွေကိုတွေ့ပြီးမိဘချင်းကိုချင်းစာနဲ့စိတ်ပူတဲ့သူနေရာမှာကျွန်တော်တမိသားဆိုအကုန်ဖို့ဖို့ဒီစိတ်ကူထားတာ အစုံရအကြောင်းဒီမှာပညာဆက်မတင်တော့ပဲစီဒီအန်လုထားတဲ့ចောင်းသားရဲ့မိဘတွေကတော့အခုလိုចောင်းတွင်အကြံဖတ်မှုတွေဟာတိုင်းပြည်အုပ်ချုပ်သူတွေကပြည်သူတွေလက်ခံရွေးချယ်ထားတဲ့အစုံရမဟုတ်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ငါတို့စစ်ခွေးចောင်းမှာတော့မထားဘူးစာမတက်ရင်နေပါစေ။ចောင်းတော့ဘယ်တော့မှမထားဘူးလို့ចောင်းသားမိဘတယောက်ကပြောပါတယ်။မင်းအောင်လိုင်းဦးဆောင်တဲ့အကြံဖတ်စစ်ကောင်စီကနိုင်ငံတော်အာဏာကိုပြည်သူစီကအတင်းအဓမ္မလူယူခဲ့ပြီးရင်နောက်အစုံရဝန်ထမ်းတွေစီဒီအန်လုကြတယ်လို့ပညာရေးတိုင်းဝိုင်းမှာလည်းစီဒီအန်လုထားတဲ့ဆရာဆရာမတွေចောင်းသားចောင်းသူတွေရှိတယ်လို့အချင်းဒီမျိုး ိုးကြောင့်ဆက်လက်ပညာသင်ကြားနေသူတွေလည်းရှိပါတယ်။စစ်ဆိုးရကိုစက်ကျင်ကစီဗီယံလုထားတဲ့ကျောင်းဆရာဆရာမတွေနေရာအစားထိုးဝင်ရောက်လာတဲ့ဆရာဆရာမတွေလည်းစာသင်ကျောင်းတွေများပြားရှိပါတယ်။အခုခေတ်ကကြတော့ဆရာဆရာမတွေကိုယ်တိုင်ကစေတနာဝါဒနာအနစ်နာဆိုတဲ့နာသုံးနာနဲ့ဆရာမလုပ်တဲ့သူကခက်ရှားရှားရင်အချောင်ရလို့တာဝင်လုကြတာများတယ်လို့ပဲမြင်မိတယ်။ဆရာဆရာမတွေကိုယ်တိုင်ကစံပြကောင်းတယောက်ဖြစ်ရှင်းကနေပြတာမတွေ့ဘူး။လူယူသေးရှင်ယူသေးအောင်မနေကြဘူး။လျှက်ပေါ်လော်လီနဲ့ကလေးတွေရှေ့တစ်တော်ရိုက်ချင်ရိုက်လိုက်တာပဲ။ဆရာဆိုတာလမ်းပြသူပဲလေ ကိုဝါရှိကလမ်းပြကောင်းမှနောက်ကနောက်လိုက်တဲ့အတွက်နမူနာကောင်းဖြစ်မှာလို့စီဒီယန်ចောင်းဆရာမတယောက်ကပြောပါတယ်ဆရာဆရာမရီနီနဲ့စာသင်ပေးရင်တကူတည်းမဟုတ်ပဲចောင်းသားចောင်းသူတွေအတွက်အချိန်ခံလိုအပ်ချက်တွေကိုပါအတိပညာပေးသင်ကြားပေးဖို့လိုတယ်လို့အထက်ပါစီဒီယန်ចောင်းဆရာမကဆက်ပြောပါတယ်ပြောချင်တာကဆရာဆရာမအလုပ်ကစာသင်ဖို့မဟုတ်ပါဘူး ကလေးချင်းတွေပါလိုက်ကြည့်ရမယ်သိထားရမယ်ခုခေတ်ကဆရာဆရာမအများစုကိုတော့အချောင်ရလို့လုပ်တယ်ပဲမြင်နေကျမတို့ခေတ်ကအဲ့လိုချင်းကြီးတွေနဲ့မကြုံခဲ့ရဘူးကလေးတွေရဇင်ရိုက်ကတော့အဆုံရှိရဲစိုးကြတယ်ဒါပေမဲ့မရိုင်းကြဘူးလို့ပြောပါတယ် လက်ရှိမြန်မာနိုင်ငံကိုအုပ်စုံးနေတဲ့ဂျမ်ပတ်စစ်ကောင်စီကစစ်သုံးစိတ်တွေတူးမြင့်ကပြည်သူတွေကိုနေစင်းနဲ့မျှတပ်ဖြတ်နေပြီးနိုင်ငံရဲ့ကောင်းကျိုးပြည်သူတွေရဲ့ကောင်းကျိုးအတွက်ဘာတစ်ခုမှမလုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။မြန်အောင်လိုင်းဥဆောင်တဲ့စေယုတ်စုလက်ထဲမှာမြန်မာပြည်ရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးအဖက်ဖက်ကချွတ်ချုံကြနေတယ်လို့ပညာရေးကဏ္ဍဟာလည်းများစွာနှိမ့်ချလာနေတာဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။